ရာစည်းဝေးဆုံးဖြတ်ချက်ဖြစ်တဲ့ဘုံသဘောတူညီချက်၅ချက်နဲ့ပတ်သက်ပြီးတုံ့ပြန်ကန့်ကွက်က၎င်းတို့မတရားဖန်ဆီးအကျဉ်းချထားတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်နဲ့အာဆီယံ2ကိုယ်စားလှယ်တို့ကိုတွေ့ခွင့်မပေးနိုင်ကြောင်းစစ်ကော်မရှင်ကပြောဆိုလာပါတယ်။မကြာသေးမီကမလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာလက်ရှိအထိသဘောတူညီချက်၅ချက်ကိုလိုက်နာမှုမရှိတာကြောင့် စေကောင်းဆောင်တွေကိုအစည်းအဝေးတွေတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်ထားဖို့ဆုံးဖြတ်ခဲ့မှုအပေါ်စစ်ကောင်မရှင်ပြောခွင့်ရကအခုလိုတုံ့ပြန်ခဲ့တာပါစေကောင်းဆောင်ဦးဆောင်တဲ့စစ်ကောင်မရှင်ဟာအယက်သားဆိုးရစီကအာတမအာနာသိမ့်ယူခဲ့မှုကြောင့်အဆိုပါအရေးကိုဖြည့်ရှင်းနိုင်ဖို့အာဆီယံကဘုံသဘောတူညီချက်၅ချက်ကိုဆုံးဖြတ်ချက်ချမှတ်ခဲ့ပေမဲ့အဲ့ဒီအရာဟာစီဝေးပြီးထုတ်ပြန်ချက်သာဖြစ်တယ်လို့စစ်ကောင်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ် အဲ့ဒီစည်းဝေးမှာဘုံသဘောတူညီချက်9ရက်ဆိုတာအာဆီယံထိပ်သီးအစည်းအဝေးပြီးကနေပြီးအတည်ပြုထုတ်ပြန်ခဲ့တာမဟုတ်ပါဘူးအစည်းအဝေးပြီးမှထွက်ပေါ်လာတဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်အကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံရဲ့အမျိုးသားကျိုးစည်းပွားနဲ့အချုပ်အခြာအန္တရာယ်ကိုမထိခိုက်စေပဲစ조사ပူပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာကိုဥစွာပြောကြားလိုပါတယ် ဒါပေမဲ့စစ်ကော်မရှင်ဟာအများရဲ့အချက်တဲကိုဖြစ်ရှင်းနိုင်ဖို့အာဆီယံကရည်ရွယ်တဲ့ဘုံသဘောတူညီချက်၅ချက်ကိုလိုက်ပါလှုပ်ဆောင်မှုမရှိတာကြောင့်အာဆီယံကစစ်ကောင်းဆောင်တွေပါဝင်နိုင်ငံရေးအဆင့်ရှိသူတွေကိုအစည်းအဝေးတွေတက်ရောက်ခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။စစ်ကော်မရှင်ဟာအဲ့ဒီအရာပါဝင်မူလအခွင့်အရေးတွေကိုပြန်လည်ရရှိဖို့နှီးမျိုးစုံကြိုးပမ်းခဲ့ပြီးအာဆီယံလက်ချောက်ကထအဖွဲ့ထိပ်သီးအစည်းအဝေးမတိုင်ခင် နေပြည်တော်လာရောက်စဉ်ကလည်းတောင်းဆိုခဲ့သလိုလက်ရှိရလက်အပေါ်မှာလည်းတုံ့ပြန်ကန့်ကွက်လာတာဖြစ်ပါတယ်။အာဏာသိမ်းမှုကြောင့်မြမရေးဖြစ်ရှင်းနိုင်မှုနှစ်စဉ်နှစ်တိုင်းအာဆီယံလက်ချောင်းကထက၎င်းရဲ့အထူးကိုယ်စားလှယ်ကိုဆေးလွတ်ခဲ့ပြီးအဲ့ဒီသူတွေဟာဖန်စီချင်းချခံရတဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တောင်းဆန်းစုကြည်နဲ့တွဲဆောင်ဝင်ရရေးတောင်းဆိုမှုတွေရှိအောင်စစ်ကော်မရှင်ကညှင်းဆုံနေပါတယ်။လက်ရှိမှာစစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းက ဒေါန်ဆန်းစုကြည်ကိုရည်ရွယ်ညှို့ဆို့ပြီးအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ကိုရာဇဝတ်မှုကျူးလွန်ကပြစ်ဒဏ်ခံရတဲ့အကျဉ်းသားတွေနဲ့တွေ့ဆုံခွင့်ပေးမှာမဟုတ်တယ်လို့ဘယ်နိုင်ငံကတွေ့ဆုံခွင့်ပေးနေတယ်လဲလို့လည်းမေးခွန်းထုတ်ထားပါတယ်။ပြီးခဲ့တဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာရေးနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်28ချက်ထုတ်ပြန်ခဲ့ပြီးစစ်ကောင်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်အကြမ်းဖက်လုပ်ရက်တွေကိစ္စမကြမီပြုတ်လုပ်မဲ့ရွေးကောက်ပွဲကိုလက်မခံဘဲ လွတ်လပ်မျှတပြီးတည်ငြိမ်မှုရှိကအားလုံးပါဝင်နိုင်စေရေးစာရာတွေပါဝင်ပါတယ်